အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ UR ထဲမှာမနက်ပိုင်းခဏလေးပဲဖွင့်တဲ့ခါမို့ဆိုင်တဲ့မိုးလင်းများဆိုင်ကိုခေါ်သွားပေးသွားမှာပဲဖြစ်ပါတယ်လိုက်ခဲ့ကြပါဦးနော်ဆိုင်ရှိကိုတော့ရောက်နေပြီဖြစ်ပါတယ်အိမ်ရှိမှာဆိုင်သေးသေးလေးဖွင့်ပြီးတော့စောက်ထားတယ်ပေါ့နော် ထီမော့ကိုကြတော့ကျွန်တော်တို့ဒွေလိုနဲ့ဆိုရင်မူးခွာလို့ခေါ်ရပေါ့နော်ဗမာလိုဆိုလို့ရှိရင်တော့မုလင်မြာလို့ခေါ်ရပေါ့နော်မိုးလင်မယားကြတော့မိုးဦးမိုးလင်မယားလည်းရှိရပေါ့နော်ကျွန်တော်ရွာမှာကြတော့တက်တက်လော့ရိုးရိုးပဲရောင်းနေပေါ့နော် ဒီဆိုင်ရကြတော့မနဲ့ပိုင်းကူမှာခဏလေးပဲဖွင့်တဲ့ဆိုင်ပဲဖြစ်ပါတယ်အခုလိုမိုးအေးရွာနေတဲ့အချိန်လေးမှာမိုးလင်မယားပူပူလေးစားရတာက အရန်ကိုလိုက်ဖက်တယ်အရန်စားလို့ကောင်းတယ်ပေါ့နော်တော်တော်များများကမနဲ့စားဖြစ်မိုးလင်မယားနဲ့လက်ဖက်ရည်နဲ့ကိုတွဲပြီးတော့စားကြပါတယ် ဒီမိုးလင်မယားကမြန်မာရိုးရာမုတ်တမျိုးလို့ပြောလို့ရပါတယ်သူကကြတော့အထိုးလိုက်လေးတွေနဲ့ထုတ်ပြီးတော့ရောင်းတယ်ပေါ့နော် တထိုးကို900ပေးရပါတယ်ကျွန်တော်ကတော့နှစ်ထုတ်ဝယ်လာခဲ့တယ်ပေါ့နော် ုတ်လင်မြားလဲဝယ်စားပြီဆိုတော့နောက်ထပ်ခေါင်းမုတ်ကိုသွားဝယ်စားမယ်ပေါ့နော်ခေါင်းမုတ်ကကြတော့ကြက်ဥကို ကိုကြက်ဥကိုကိုယူပြီးတော့သွားမှာဖြစ်ပါတယ်ပို့ပြီးတော့ဈေးသက်သာလို့ပေါ့နော်ခေါင်းမုတ်ကလည်းပဲမိုးရီဆက်မပြတ်ရွာတဲ့မိုးရသီမှာစားတာကပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့လိုက်ဖက်တယ်ပေါ့နော် ဒီခေါမုတ်ကြတော့ကျွန်တော်တို့ဒွဲလိုနေနဲ့ဆိုရင်မူဘလာလို့ခေါ်ရဲပေါ့နော်ဗမာလိုဆိုလို့ရှိရင်တော့ခေါမုတ်လို့ခေါ်ရဲပေါ့နော်တချို့နေရာတွေမှာကြတော့မုတ်ပြတန်တန်လို့ခေါ်ကြပါဗျာ ခမောကတော့တစ်ခုကို900ပေးရတယ်ကျဲဥဖိုမပါဘဲနဲ့900ပေးရတယ်ပေါ့နော်ကျဲဥဖိုကကြာတော့တလုံးကို950ပေးရပါတယ်ကျဲဥဖိုနဲ့တွက်မယ်ဆိုရင်တော့ဒီခမောက1000နဲ့90ပူကြာတယ်ပေါ့နော်ခမောနဲ့မိုးလင်မရလဲဝယ်ပြီးသွားပြီဆိုတော့အိမ်ပြန်တော့မှာပဲဖြစ်ပါတယ်ခမောက်နဲ့မိုးလင်မရနဲ့တွဲစားဖို့အတွက် ်ကော်ဖီဖြော်မယ်ပေါ့နော်ဘက်ကထုတ်တဲ့ထိုင်းကော်ဖီကိုသုံးထားပါတယ်ဟယ်လိုအခုကတော့ခေါမုတ်စာမှဖြစ်ပါတယ်ခေါမုတ်စာမယ်မနော်嗯。Mm. ဒီခေါမိုးကကြတော့အချိုနဲနေတယ်လို့ခံစားရရပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်ကအချိုသိပ်မစားတတ်တဲ့သူဖြစ်ပါတယ်တကြားရည်ကလည်းနေရာမနှက်ဘူးလို့ခံစားရရပေါ့နော်ဒီခေါမိုးတွေမိုးလင်များတွေကကြတော့ပူနေတော့ချိန်မှာပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်အေးသွားပြီဆိုလို့ရှိရင်စားလို့မကောင်းတော့ဘူးပေါ့နော်